တခါတည်းကလူရဲ့စိတ်ဟာစိတ်ကောင်းနှလုံးကောင်းဆိုတာဖြစ်လာတယ်။တွေ့သားပေါ်မှာငဲ့ကြတဲ့စိတ်မေတ္တာထားတဲ့စိတ်အကျိုးစီးပွားကိုလိုလာတဲ့စိတ်ဆိုတဲ့ဖြူစင်တဲ့စိတ်ဓာတ်လေးတွေတခါတည်းကတစ်ဖက်သားကိုကူညီခြင်းနဲ့စိတ်တွေအဲ့ဒီလိုစိတ်ကောင်းနှလုံးကောင်းလေးတွေဝင်လာပြီဆိုလို့ရှိရင်အဲ့ဒီစိတ်ကောင်းနှလုံးကောင်းနဲ့ပြောလိုက်တဲ့စကားလှုပ်လိုက်တဲ့အလှုပ်ချတော့ ုသူပြုလုပ်မှုကြောင့်ပြောဆိုမှုကြောင့်နောက်ကတတိကြီးစိတ်ချမ်းမြေ့ပွေရာတွေပဲဖြစ်ပေါ်လာတယ်။ကိုလုံလိုက်တဲ့အလုပ်လေးတစ်ခုကြောင့်စိတ်ချမ်းမြေ့ပွေရာဖြစ်လာ။ဥပမာတစ်ခုပဲစိတ်ကောင်းနှလုံးကောင်းလေးရှိလို့ကုသိုလ်ကောင်းမှုလေးလုပ်လိုက်တယ်။လူတယောက်ကိုကူညီလိုက်တယ်။ဟောကူညီလိုက်လို့တပည့်သားကကျေးဇူးတွေတင်ပြီးအချင်းချင်းမေတ္တာသက်ဝင်ပြီးတော့ နောက်ဆုံးမှာဒီစိတ်ချမ်းသာဝဲရတဲ့ဆင်ငယ်ဆင်ငယ်ဖြစ်တာကုသိုလ်ကောင်းမှုပြုလိုက်တယ်စိတ်ကောင်းနှလုံးကောင်းလေးဝင်လို့ရသဗျာကိုရှိခိုးလိုက်တယ်။ပန်းရည်ချံစီမီပန်းတို့ဖြင့်ပူဇော်လိုက်တယ်ဆိုတဲ့အခါဒီကုသိုလ်ရဲ့အစွမ်းနဲ့တန်မြာထဲမှာကောင်းသူကလေးကိုလေးရောက်သွားကြတယ်ဆိုတာရှိတယ်။